ဒီနေ့ဆိုတော့မကရပါဒစကားနေဆင်းသက်လာတာဖြစ်ပြီးတော့ဟိန္ဒူနာရီဗေဒတည်ခြင်းနဲ့အင်္ဂအင်္ဂဖြစ်ခြင်းကိုပေါင်းဆက်ထားတာဖြစ်ပါတယ်။ပေးတဲ့ပညာဆိုတာမြေပြင်နဲ့အာဂန္ဓာကောင်းကင်မှာဖြစ်ပေါ်လာတဲ့အတိတ်နမိတ်နေတကွဂျိုနက်ခတ်တရာတို့ရဲ့အထွန်းအညူအငုတ်အပေါ် ခြေကျွေးခြင်းနဲ့လာချက်ချင်းတင်တောက်ခြင်းဥက္ကာပြန်ခြင်းခြေကုံပေါ်ခြင်းဂျိုပူးဂျုံမြင်ခြင်းမှစပြီးတော့ဖြစ်ပေါ်လာတဲ့အတိတ်နမိများကို အခြေခံပြီးတော့ဟောဆိုရတဲ့ပညာရဲ့ဖြစ်ပါတယ်။ဘေးရင်ပညာဘယ်ချိန်နှုန်းကစပြီး ပေါ်လာလဲဆိုတာကိုတော့တိကျတဲ့သဘောထောက်တာမရှိသေးပါဘူး။ဒါပေမဲ့ဘေးရင်ပညာကရှေးဟောင်းအိန္ဒိယနိုင်ငံရဲ့အာရီယန်လူမျိုးတွေမှာ ပေါက်ဖွားလာတယ်လို့လည်းအဆိုရှိပါတယ်။ BC 356ခုနှစ်အလက်ဇန်ဒါတက်ခရရဲ့လက်ထက်မှာကလေးရီယန်လူမျိုးတွေရဲ့ကြီးညာကြေးရာမိမိရဲ့ဘေးရင်ပညာဟာ အတိတ်နှစ်ပေါင်း၄သန်း9သိန်း3040ကပဲရှိခဲ့တယ်လို့ဆိုပါတယ်။မြန်မာနိုင်ငံရဲ့ဘေးရင်ပညာကလည်းအိန္ဒိယနိုင်ငံကလည်းဆင်းသက်လာတယ်လို့လည်းဆိုပါတယ်။ ဘေးနဲ့ပညာပေါ်ယုံကြည်လို့ရလားဆိုတဲ့အပေါ်ပုဂ္ဂိုလ်တူချင်းစီရဲ့အတွေးခေါ်နဲ့အသိအမြင်ခံယူချက်တို့ပေါ်မူတည်ပါတယ်အထာရတ18ရက်မှာလဲဘေးနဲ့ပညာပေါ်ဝင်တာမို့လို့ဘေးနဲ့ပညာဆိုတာရှေ့ရက်ခင်းနေရရှိနေခဲ့တယ်လို့လည်းဆိုရမှာပါတာမယေစုဣရုဟူ၍ဘေးတင်သုံးပုံ အာအိန္ဒိယလူမျိုးတွေရဲ့စာပေများဖြစ်ပါတယ်။ဘေးနေဆိုတာအံဝယ်ကောင်းတဲ့ပညာရဲ့တစ်ခုဖြစ်ပါတယ်။ဘေးနေပညာဟာသိပ္ပံပညာမဟုတ်တလို့တချို့သောယုံကြည်မှုများနဲ့လူစိတ်ပြုံမှုတွေတာဖြစ်တယ်လို့ယုံကြည်ချက်ရှိကြပါတယ်။ဒါပေမဲ့ဘယုံကြည်မှုမဆိုတန်ဖိုးရှိတယ်လို့ယောဂဗေဒပညာရှင်တွေဆိုပါတယ်။ဘေးနေပညာဟာဖျားရှင်လက်ထက်မတိုင်မီကလေးရရှိနေတဲ့ပညာရဲ့တစ်ခုဖြစ်ပါတယ်။တိကျတဲ့တမိုင်းထောက်တာမရှိပေမဲ့ ဟိုးအရင်ကတည်းကရှိနေခဲ့တဲ့ပညာတစ်ခုဖြစ်ပါတယ်ဆိုတော့တင်ပြရင်းနှုတ်ဆက်လိုက်ပါရခင်ဗျာ